တူဂီယဲနိုင်ငံကက်ဒလီရှိအန်ဒီဆူတောင်းပတိဟာအလွန်ထူးခြားပြီးယဉ်ကျေးမှုတင်ခဲ့ကြဖြစ်လက်ခံထားပါတယ်။အန်ဒီစ်တိပင်ရဲ့အသီးနှံမှာအသေးချပြုလုပ်ထားတဲ့ကက်ဒလီအန်ဒီဆူတောင်းပတိဈေးတွေက ဝိညာဉ်ရေးဆိုင်ရာအရေးပါမှုနဲ့ကျန်းမာရေးအကျိုးကျေးဇူးများနှစ်ခုစလုံးအတွက်နာမည်ကြီးပါတယ်။အချိန်ကြာလာတာနဲ့အမျှဒီလိုထူးခြားတဲ့ရှေးဟောင်းပစ္စည်းဟာဒေသခံတွေသာမကပဲစုဆောင်းသူတွေနဲ့စုတောင်းပရိသေဝါဒနာရှင်များကိုပါဆွဲဆောင်ခဲ့ပြီးကက်တလီရဲ့ယဉ်ကျေးမှုသင်္ကေတတစ်ခုဖြစ်လာခဲ့ပါတယ်။ရည်သိမ်းခြင်းကဲ့သို့လက်မှုပညာဟာခက်ခဲသလိုအန်ဒီဆူတောင်းပရိစေတွေကိုအမြင့်ပင်ရှိရာမှ1500မီတာကြားရှိတစ်ပင်တွေမှခုစု ပြုလုပ်ထားတာဖြစ်ပါတယ်။လုပ်ငန်းစဉ်ဟာအ Andes အသီးများရဲ့အရေးသွေးကိုဆုံးဖြတ်ရန်တစ်ပင်တွေကိုနမူနာယူခြင်းဖြင့်စတင်ခဲ့ပါတယ်။စီမံဆောင်ရွက်တဲ့အဆင့်မှာခွဲထုတ်ထားတဲ့ Andes အစီများကိုကျွမ်းကျင်တဲ့လက်သမားဆရာများရဲ့လက်ဖြင့်ညံ့များပေါ်ရှိစူတောင်းပရိစီများဖြင့်ပုံသွင်းပြုလုပ်ပါတယ်။ အော့စမန်နီရဲ့တမိုင်းဝင်ခရိုင်ဖြစ်တဲ့ကက်ဒလီပြည်နယ်ဟာမကြသေးမီက၎င်းရဲ့ရည်ကျေးမှုအမွေအနှစ်အဖြစ်တရားဝင်အသိမှတ်ပြုမှုကိုထည့်သွင်းခဲ့ပါတယ်။ရာစုနှစ်များစွာရိုးရာလက်မှုပညာဆိုင်ရာဥပမာတစ်ခုဖြစ်တဲ့ကက်ဒလီအန်ဒီစ်ဖရေယာဘေ့စ်လို့တူရကီမိုဘိုင်းကွင်းနဲ့ကွန်မန့်တစိုက်ယုံမှပထဝီဝင်အမှတ်အသားဖြင့်မှတ်ပုံတင်ထားကြောင်းလည်းသိရှိရပါတယ်ရှင်။